မျိုးတို့ကိုတခိုးကြီးငတက်ပြားနဲ့ပတ်သက်ပြီးတော့ကျွန်တော်သိထားတာလေးနည်းနည်းပြန်လည်မျှဝေပေးမယ်နော်တခိုးကြီးငတက်ပြားကမရှိဆင်းရဲဓာတ်တွေအခက်ခဲဖြစ်လာပြီးဆိုလို့ရှိရင် तू ကအာဒိနာဒါနာကံကိုခဏတစ်ဖြုတ်ကျူးလွန်တော့ပေါ့ तू တက်ခိုးတဲ့အိမ်ကလည်းမတရားလေးနဲ့ချမ်းတာနဲ့တထေးအိမ်ဒီနောက်ပြီးတော့အမျက်ကြီးစားပြီးတော့ချမ်းတာနဲ့တထေးကြီးအိမ်တွေပဲ तू ခိုးလို့ရှိတယ်ပေါ့နာ तू ခိုးပြီးလို့ရှိရင်လည်းရတဲ့ရွှေငွေတွေကို သူ့ရဲ့ကိုဂျိုးသက်သူမတော်ရနာဆင်းရဲသားတွေပဲသူလိုက်ဝေပေးရကူညီတော့ပြီးတော့သူ့ကိုသူလည်းတခိုးလို့မခံယူတော့ဘူးတဲ့မတတ်မှတ်တော့ဘူးပေါ့ဆင်းရဲသားတွေအတွက်တထေးတွေအိမ်ပေါ်တက်ပြီးတော့ရံပုံငွေတက်ယူပေးတယ်လို့သူ့ကိုသူခံယူထားတယ်တဲ့ဆိုပါစို့တထေးကြီးအိမ်တိုင်သူတက်ခိုးတော့ပေါ့အဲတထေးကနိုးတော့သူ့ကိုတခိုးတခိုးဆိုတော့အော်မယ်လိုက်မယ်ပေါ့ဒါမဲ့တကယ်တကယ်လိုက်တာကြတော့ဆင်းရဲသားတွေပဲလိုက်တာများတော့နာတထေးကသူတို့ကိုယ်တိုင်အပင်မခံတော့မလိုက်ဘူးဗော။ အဲ့မှာဆင်းရဲသားတွေကငါတက်ပြားကိုမိတော့ဩသူတို့ကိုကုညီနဲ့ငါတက်ပြားဟောနာသူတို့ရဲ့ကြီးစုရှင်ဟောတခြားတခိုးမဟုတ်ဘောနာအဲ့လိုတိတ်တော့ငါတက်ပြားကိုပြန်လှော့လိုက်တယ်ဘောနာပြီးတော့တထေးကိုတပြောတော့နာကျွန်တော်တို့ရွာသားတွေဝိုင်းနေတဲ့ဂျားတွေကနေငါတက်ပြားဘလို့တခြားလည်းပျောက်သွားလည်းမသိဘောနာသူ့ကိုဖမ်းလို့မိတ်ဘောကြီးပျောက်ပြသွားလည်းဆိုတော့အဲ့လိုပဲတထေးသားကိုဆင်းရဲသားတွေကလိန်ပြီးတော့ဖုံးပြီးတော့နာအဲ့လိုနဲ့ပဲငါတက်ပြားက နှစ်ဒီလာတွေရှာကတော့နမိတ်ကြီးလာအောင်လားလောကဖန်အောင်မိတ်ဘူးပေါ့အများရဲ့အထင်ကငသက်ပြားကြောင်စေးပဲရတာလို့လို့သူကကိုပြောင်းတာနဲ့အစွမ်းပဲရှိတယ်လို့ထင်နေရအောင်လားအားလုံးကအမှန်တကယ်တော့ငသက်ပြားသူကဘာမှမစွမ်းဘောနာကြီးစင်ရသားတွေယောသားတွေကသူ့ကိုကူညီပေးတော့ကသူကဖန်အောင်မိတ်နိုင်ဘောနာနောက်ဆုံးမမိတဲ့ဆုံးတော့အင်းဝဘရင်တတို့မင်းဖျားကိုယ်တိုင်ထွက်ဖမ်းမှာပဲမိတယ်တဲ့ဖမ်းပြီးတော့လဲ တဒူမင်းဖျားကငတက်ပြားကိုအပြစ်မပေးမတက်ဝန်တာငတက်ပြားရဲ့စေတနာကိုနားလေတဲ့သူကသူ့ကိုရှူတိုက်ဆူရာဒူပေးလိုက်တယ်တဲ့ပြောဆိုဘန်ဒါဆောက်ရာဒူပေးလိုက်တယ်ဗောနာဟုတ်ကဲ့ဒါတော့ငတက်ပြားနဲ့ပတ်သက်ပြီးတော့ကျွန်တော်တိထားတာလေးအနေနဲ့ပြန်လည်မျှဝေပေးတယ်ဗောနာကျွန်တော်ဗီဒီယိုအဆုံးလေးကြည့်ရှုပေးတဲ့သူကအားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုပြန်ဆောင်ပါနော်အမျိုးတို့ကိုတခိုးကြီးငတက်ပြားနဲ့ပတ်သက်ပြီးတော့ကျွန်တော်တိထားတာလေးနည်းနည်းပြန်လည်မျှဝေပေးမယ်နော်တခိုးကြီးငတက်ပြားက မရှိဆင်းရဲတာတွေအခက်ခဲဖြစ်လာပြီဆိုလို့ရှိရင် तू ကအာဒိဏဒါနာကံကိုခဏတပြုတ်ကျူးလွန်တော့ဗော။ तू တက်ခိုးတဲ့အိမ်ကလည်းမတရားလီးနဲ့ချမ်းတာနဲ့တထေးအိမ်ဒီနောက်ပြီးတော့အမျက်ကြီးစားပြီးတော့ချမ်းတာနဲ့တထေးကြီးအိမ်တွေပဲ तू ခိုးလို့ရှိတယ်ဗောနာ။ तू ခိုးပြီးလို့ရှိရင်လည်းရတဲ့ရွှေငွေတွေကိုသူ့ရဲ့ကိုကြိုးတက် तू မတော့ဗောနာ။ဆင်းရဲတာတွေပဲ तू လိုက်ဝေပေးရကူညီတော့ဗော။ပြီးတော့သူ့ကို तू လည်း တခိုးလို့မခံယူတာဘူးတဲ့မတတ်မှတ်တာဘူးပေါ့ဆင်းရဲတာ